အာဟုတ်ကဲ့ပါတငယ်ရင်းတို့ပေါ့နော်တငယ်ရင်းတို့ပင်လယ်ကိုသွားမယ်ဆိုပင်လယ်ကိုသွားမယ်ကွာကိုစူလိုတဲ့အတိတ်ပြပင်လယ်ကိုသွားမယ်ဆိုလို့ရှင်ဘယ်လိုပြောလဲဘယ်လိုပြောမှလဲဘယ်လိုပြောလဲမဟုတ်ဘယ်လိုပြောမှလဲပင်လယ်ကိုသွားမယ်ဆိုရင်အာစူပါစုပင်လယ်ကိုသွားမယ်ကွာအာအဲ့ဒါကြာထိုင်းလုံးနဲ့ဘယ်လိုပြောမလဲလွယ်လွယ်လေးရနော်โอเคကျွန်တော်ပြောပြမယ်ပင်လယ်ကိုသွားမယ်ဆိုလို့ရှင်သွားတော့အရင်ပြောအောင်မယ်သွားတာကြတော့ပိုင်းပင်လယ်ကိုကြတော့ဘယ်လိုခေါ်လဲ င်လဲကိုကြတော့ပင်လဲထက်လေးပေါ့နော်ပင်လဲကိုထက်လေးအဲဆိုပိုင်နဲ့တွဲလိုက်ရုံပဲနော်ပိုင်ထက်လေးဆိုလို့ရှိရင်ပင်လဲကိုသွားသည်ပေါ့နော်ပင်လဲကိုသွားတာပေါ့နော်ပြောမှာစပင်လဲဒိုးတယ်ကွာအဲအဲ့လိုမျိုးတကယ်လို့ကိုကဈေးကိုသွားမယ်ဆိုရင်သွားတာကိုကြတော့ဒီမှာပေါ့နော်ပိုင်ဆိုတော့သွားဈေးကိုကြတော့ဘယ်လိုခေါ်လဲတလားပိုင်တလားဆိုလို့ရှိရင်ဈေးသွားဈေးသွားတယ်ဈေးသွားသည်အဲ့လိုမျိုးနေထားပေါ့နော်ဈေးသွားတယ်ပေါ့နော် အလောက်ပါပဲเนาะတကယ်လို့ကိုကအာကုံတိုက်ကိုသွားမယ်ကွာကုံတိုက်ကိုဘယ်လိုခေါ်လဲဟန်းဆိုတော့ကုံတိုက်ကိုခေါ်တယ်เนาะအဲ့ဒါဆိုပိုင်ဟန်းဆိုလို့ရှိရင်ကုံတိုက်တကယ်လို့အဲ့ဒီကုံတိုက်ကဘယ်လိုခေါ်လဲဖိုကတ်ထားမယ်ကွာဘစ်စီဆိုလဲဘစ်စီကာဖိုဆိုလဲကာဖိုမက်ခရိုဆိုလဲမက်ခရိုဒမောအဲ့လိုမျိုးအဲ့လိုမျိုးပေါ့เนาะအကုံတိုက်တွေအမီရှိတယ်လေဘစ်စီတို့လိုတတ်တို့ပါတော့အာကိုကပစ္စည်းသွားမယ်ဆိုပါစို့ပိုင်သွားသည် big c ပေါ့နော် by big c ဆိုတော့ big c ကိုသွားမယ် by car four ဆိုခါဖူသွားမယ်အာ by lobinson ဆိုလို့ရှိရင် lobinson lobinson ကိုသွားမယ်ကုန်တိုက်တွေနော်ကိုတိုင်းနံပါတ်လေးတွေနဲ့တွဲသုံးတာတကယ်လို့ပင်လယ်ကိုသွားတယ်ဆိုတာကြတော့ပင်လယ်ကိုထလေသွားတာကြတော့ by by ထလေဆိုလို့ရှိရင်ပင်လယ်ကိုသွားသည်ပေါ့နော်အဆင်ပြေမလို့ထင်ပါတယ် okay okay